အဲ့ဒီအတိုင်းပဲဒီဘက်ကကြားဖြတ်လုပ်ငန်းတွေကိုတောင်ပိုင်းအာတစ်ဆယ်၂၀ခုပုံစံ model မျိုးလောက်ခင်းကျင်းတဲ့သဘောမျိုးတရုတ်ကစီးစင်းတယ်ထိုင်းမြန်မာနယ်စပ် KK ပတ် DKBA ထိတ်ချအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကြောက်ဖြူမှာဗာလဲမောတော်တိုက်တော်တို့ကြောက်ဖြူမှာစစ်တပ်တန်းစီပြီးတော့ PR ကပိတ်ပေါ့ဗျာဓာတ်ပုတ်ရိုက်ပြီးတော့ဝါဒဖြန့်မလို့လုံနေတာလက်လက်ကြီးနဲ့ထိွားပြီးတော့ရုပ်ပြည့်စစ်ပြည့်ဖြစ်သွားတော့ အဲ့ဒီဗီဒီယိုတွေလည်းအားလုံးကြည့်ဖို့မှာပဲတချို့ကလည်းအောင်ပွဲတွေရနေပြီပေါ့စိတ်ကြခွန်အားလေးတက်တယ်တကယ်တော့အဲ့လားမယိုရှင်းဘူးပြဿနာကြီးရရှိနေတဲ့ကျွန်တော်တို့အာရုံစားရမယ့်အရေးကြီးဆုံးမြင်ကွင်းဟာကြောက်ဖြူတဲ့ဆိုင်မောတောင်ဘက်မှာရှိတယ် scan center strike four ပေါ့ဗျာဘာလဲနောက်ကွက်ကမြောက်ကွက်ကအမေရိကန်တရုတ်သူတို့ကအမှန်တရားအတွက်အာချိန်မောတာတန်ရှင်းရေးလောက်တာပေါ့ဗျာစကန်စင်တာတွေကို ဒါဟာတော်လာအတွက်အောက်ဘွဲကိုတစ်ဖက်တစ်လမ်းကယူဆောင်ပေးတဲ့အခြေအနေမျိုးမဟုတ်ပဲနဲ့တခြားဟိုပေါကနိုက်ဇေးရှင်းပုံစံမျိုးကိုဆွဲထုတ်နေတာလားထောက်ချောက်တဲ့ကိုဝင်သွားစေတာလားဆိုတာမျိုးမြင်အောင်တုတ်တက်ကြည့်ဖို့လိုတယ်ကျွန်တော်တောင်တုတ်တက်ထားတာပြီးတော့လက်ရှိအောင်မြင်မှုအခြေအနေဆိုတာကခိုင်မာတဲ့အချက်လက်ပေါ်မှာတည်ရတာဒီနေ့အာယူဆိုင်တင်တာကတိုက်ပွဲအငဲတွေမဟုတ်ဘူးဟုတ်ကဲ့မင်္ဂလာပါခေါ်တော့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့အာယူဆိုင်ရမှာက ဘာဖြစ်လို့အမေရိကန်ပြည်ထောင်စုကအကြဖြတ်နိုင်နေရအထူးတက်ဖွဲ့ဖွဲ့ပြီးတော့မြဝတိနယ်စပ်က DKBA ပြင်မှတ်ထားတန်ခတ်တာလည်းပေါ့ဗျာဟုတ်မမမင်္ဂလာပါခင်ဗျပြင်မှတ်ထားတန်ခတ်အရေးယူလိုက်လေပြီးတော့ဘာဖြစ်လို့အဲ့ဒီမကြင်ကြခင်တရက်တရုတ်ကကုမဲမျိုးမှာ6နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးခေါ်ပြီးကြားဖြတ်ကိစ္စကိုဆွေးနွေးတာလေအဲ့လိုမျိုးတွေပေါ့ ဒီတော့အဲ့ဒီမိကွန်းရဲ့အဖြေကကျွန်တော်တို့ထင်ထားတဲ့အောင်ပွဲဆိုတဲ့ဟာနဲ့တော့မတူဘူးစမ်းကြည့်ဖက်တော့ဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုရင်ဒါဟာအောင်ပွဲကိုသွားတဲ့လမ်းကြောင်းပေါ်မှာမရှိဘူးစိတ်ဓာတ်ကြောင်းအောင်ပြောတာတွေပါတယ်လောက်ထိတော့ကျွန်တော်ပြိတ္တတွေတော့ဒီလောက်ထိအရေးမကြီးပါဘူးအချက်လက်ခက်ခဲမှမှနဲ့အတုတ်တက်တဲ့အပေါ်မှာပဲလိုချင်တဲ့ထင်တော့ပဲနော်ဟိုဘယ်လိုပဲပြောပြောပေါ့ဒါတွေဟာဟိုကိုအတွက်ကိုလိုချင်တဲ့ပုံစံကိုမျိုးလင်းလို့ရတာမျိုးမဟုတ်ဘူးအချက်လက်နဲ့ပေါ့အမြဲတမ်းပြိုကွဲနေတဲ့နိုင်ငံ permanent organization ဆိုတဲ့အခြေအနေ ရောက်လာတဲ့လမ်းကြောင်းပေါ်တက်လာတယ်ကျွန်တော်ရှင်းပြချင်းတယ်နံပါတ်1အချက်ကမြန်မာပြည်ဟာကြားဖြန့်ဆိုရဒီကမ္ဘာလုံးဆိုင်ဝါရာဇဝမှုကိစ္စမှာအမေရိကန်တရုတ်ပြီးတော့အာသူတို့ပတ်သက်မှုတွေနောက်ကွယ်မှာရှိတယ်ဆိုပေမဲ့လည်းသူတို့အမြင်မှာတော့မဟာဗျူဟာကြားတန့်ရှင်းရေးလုပ်တဲ့ Proxy Battle Field ပေါ်ဂျာခန်စစ်မျက်နှာပြင်တစ်ခုတရုတ်ဝင်ရောက်လာတယ်လို့ဖြစ်သွားတယ်ဆိုလိုချင်တာကတရုတ်ကသူ့နိုင်ငံသားတွေထိခိုက်နေတဲ့အမြောက်ပိုင်း model ကိုဒီဘက်မှာလာတုံးတာ ။ညပိုင်းမှာကြားဖြန့်နေရှင်းဖို့အော် operation 10 20ခွခုဆိုပြီးမိစိတ်ပြတယ်လို့ပြောတယ်။အဲ့ဒီစိတ်ဆင်ရလာပါထွက်လာ။အားလုံးသိပါလေ။အဲ့ဒီအတိုင်းပဲဒီဘက်ကကြားဖြန့်လုပ်ငန်းတွေကိုတောင်ပိုင်းအာတဆန်၂၀ကပုံစံ model မျိုးလာခင်းကျင်းတဲ့သဘောမျိုးတရုတ်ကစီစဉ်တယ်။ထိုင်းမြန်မာနယ်စပ် KK ပတ် DKBA ထိတ်ချုပ်တဲ့အဒီတိုင်းချမ်းအဲ့ဒီဝင်းထဲမှာ ပြောင်းရွှေ့လာတဲ့အဲ့ဒီတဆန်၂၀ချမ်းမြောက်ကနေပြီးတော့ပြောင်းရွှေ့လာတဲ့ကြားဖြန့်တွေရှိတယ် အဲ့ဒါကိုနော်ဆက်ဆွန်စင်တာနဲ့ Global Investor တို့လို့သူတည်တနာအဖွဲ့တွေကတော့တိတိကျကျဖော်ထုတ်ထောက်ပြပြီးတော့သူတည်တနာလှုပ်ထားတယ်အချက်လောက်ကြည့်လို့ရတယ်နံပါတ်1အချက်ကအဲ့ဒီတောင်ပိုင်းရောက်လာတဲ့ကြားဖြတ်ဂိုင်းတွေဟာတရုတ်ကိုပြင်မှတ်ထားတာတင်မကောက်ဘူးအမေရိကန်နိုင်ငံသားတွေလည်းအရင်ကတည်းကပြင်မှတ်ထားတယ်ရှင်းရှင်းပြောရတော့ဗျာရတဲ့နေရာရတဲ့လို့လှုပ်တာပေါ့ဒါကြောင့်အမေရိကန်ကဝင်ပါလာပြီးတော့ FBI DEA အဲ့ဒါတွေပါဝင်တဲ့ Strike Force တိုက်ခိုက်ရေးချေမှုရေးအဖွဲ့ပေါ့ဗျာ OFAC ကနေ ပထမအဆက် DKBA ကောင်းဆောင်တွေကိုဆန့်ရှင်းပိတ်ဆို့တဲ့အရေးယူပိတ်ဆို့တံခတ်တယ်ဒါဟာတဖက်ကနေပြန်ကြည့်ရင်တရုတ်လှုပ်ခတ်တဲ့ပုံစံနဲ့ခက်စစ်စင်ပဲငါအကျိုးစီးပွားကိုထိရင်ငါတို့ပါဝင်ပတ်သက်ပြီးနင်းကိုအရေးယူမှာပဲဆိုတဲ့သတင်းစကားကိုပေးတာဘယ်နိုင်ငံကြီးကမှသူတို့အကျိုးစီးပွားကိုထိရင်ငြိမ်မနေဘူးအဲ့ဒီအခင်းကျင်းကိုခင်းတာမျိုးကျွန်တော်ကပြောချင်းတာမဟုတ်လားအဲ့ဒီအခင်းကျင်းကိုသူကဆက်ပြီးတော့ခြေလန်းခင်းလိုက်တာနောက်တစ်ခုက ီးတော့နောက်တစ်ခုကအဲ့လိုမျိုးငါငါနိုင်ငံကိုထီးရင်ငါနင်းအေးယူမှာပဲပိတ်ဆို့မှာပဲဆိုပြီးလုပ်တယ်ဒါဟာတော်လာရေးကိုကူညီတယ်လို့ကိုလူရဆွဲပြီးတော့တောက်တက်လို့မရဘူးသူ့နိုင်ငံသားတွေထမထီအောင်ကောက်တဲ့ခြေမုတ်တဲ့အေးယူတင်းတော့အားလုံးဝင်လောက်တာဝင်ရှင်းတာပေါ့ဗျာတန်ရှင်းရေးလောက်တာနံပါတ်၃ချက်ကတောင်ပိုင်းကြားဖြတ်လုပ်ငန်းတွေရဲ့အဓိကနာယကကဘယ်သူလဲကျွန်တော်ပြည်သက်ဖြစ်ကြည့်အဓိကခေါင်းဆောင်ဦးဆောင်နာယကကဘယ်သူလဲစစ်ကောက်စီပဲ Global Investor အစီအခံဆောင်မှာလည်းပါတယ်အဲ့ဒီ DKPABG အဲ့တို့ကိုလက်နက်ကိုက်အဖွဲ့တွေဟာစစ်ကောက်စီရဲ့အာသူရဲ့ဒီစစ်တပ်ရဲ့ institution ကောက်ကွယ်ပေးမှုတရားဝင်အကောက်ကွယ်ပေးမှုနဲ့အဲ့ဒီလုပ်ငန်းတွေကိုလုပ်နေတဲ့အချိန်မြင့်တင်လို့ရတာညိတာပေါ့တရုတ်နဲ့ညိလို့ proxy down ရောက်သွားတာပေါ့တရုတ်နဲ့ညိတယ်ဆိုတော့အားပြိုင်တာမျိုးပေါ့ဗျာသူကအတင်စည်းမခံဘူးပြီးတော့ အဲ့ဒီတရစက်ကောက်စီရဲ့အကာအကွယ်တရဝင်ပေးမှုနဲ့အရှိန်မြင့်တင်လို့ရတယ်ဆိုတာကိုတချို့ကသိမသိချင်မှသိလိမ့်မယ်စက်ကောက်စီရဲ့အာပတ်သက်မှုကြောင့်တာ BGADKPA ကအရှိန်မြင့်တင်လို့ရတာအာနေဇက်ပေါ်လာလိုက်မှာလှုပ်လို့ရတာမဟုတ်လားထိုင်းရဲ့နေဇက်မှာလေအဲ့တော့ထိုင်းရတဲ့ပတ်သက်မှုရှိပါတယ်ဒီတော့နောက်တစ်ခုထပ်ပြီးတော့ကြည့်ပါဦးအထင်ရှားဆုံးတက်တဲ့ရအမေရိကန်က DKPA ကိုတခါအေးအေးယူကြောင်းကြေညာနေတဲ့အချိန်မှာ အာဘူမေအောင်လိုင်ကဘယ်ရောက်နေလဲထအံရောက်လာတဲ့ချက်ချင်းပြီးတော့ကေကေဘက်ကိုဟောအာဘာလဲရှင်းလင်းရေးတွေဘာတွေဆက်လုပ်မယ်ဆိုပြီးတော့သူတို့အစိုးရတရားအနေနဲ့เนาะဒါတွေအလုပ်ကိုအရေးယူတယ်ရှင်းလင်းနေတယ်ဆိုတော့အเจ้าကိုပုံဖော်ပြသတာလေဒီဘောပေါလားအဲ့လိုမျိုးလုပ်တာလေဒီတော့ထပ်ပြီးတော့စဉ်းစားကြည့်ရှင်းလင်းလုံးမဲ့ဆိုပြီးလူကြားကားအောင်စကားတွေပြောသွားတယ်မသိပဲသူကိုယ်တိုင်လာရောက်ကွက်ကွဲနေတယ်ပေါ့ ါတော့ဟန်ပြပဲဘာလို့ဆိုသူပတ်သက်နေတာလေသူပါတယ်လေပြေးပြေးသွားပြီပြန်ပြေးသွားပြီဆောချစ်သူတဖက်ပဲလေသူပြေးရတွေ့အောင်မဲ့ဒီကနေတော့တော့သူ့ရဲ့ငွေရသူ့ရဲ့ငွေရပေါက်လန်းဖြစ်တဲ့အမေရိကန်ကပြင်မှတ်ထားနေတဲ့အဖွဲ့အစည်းတွေကိုသူကိုယ်တိုင်အကောက်အွယ်ပေးဖို့ကိုယ်တိုင်သွားပြီးတော့ရက်တီတယ်ပုံစံလို့ကျွန်တော်တို့ပြောချင်တယ်ဘာလို့ဆိုရင် DKPA BGS ဆောချစ်သူတို့ဘာလို့ညာလို့ဆိုတာစက်တာရဲ့အကောက်အွယ်ပေးမှုနဲ့မှအရှိန်ဟိုကောက်ကောက်လှုပ်လို့ရလာတာ နံပါတ်၄ချက်ကဒေါ်ဘောင်ပြလဲဆိုရင်အမေရိကန်ရောတရုတ်ပေါ့မြန်မာပြည်ရဲ့အချောက်ချအာဏာတွေဘာတွေညာတွေစိတ်ဝင်စားပါဘူးသူတို့စိတ်ဝင်စားတာကသူတို့အကျိုးစီးပွားလာမထိနဲ့နေသတိညင်ရေးနဲ့သူတို့နိုင်ငံသားတွေလှုပ်ချုံရေးကအဓိကပဲအဲ့ဒါကို East Asia Forum မှာသူတည်တနာဆောင်းပါးရေးထားတာဒီနေ့အာဂျီနိုင်ငံတွေကစစ်ကောက်စီကို de facto partner ဒီ အဖွဲ့စည်းတစ်ခုရဲ့အင်အားကြီးတက်တစ်ခုအနေနဲ့ဆက်ဆံလာကြပြီပေါ့ဗျာဥပမာပေါ့ကြားဖြတ်ရှင်းချင်းရင်စက်ကောက်စီနဲ့ပေါင်းပြီးတော့ရှင်းရမယ်ဆိုတော့ narrative ကိုခင်းတယ်ကျွန်တော်မေးချင်တာကတိုင်းရင်သား EO တွေနဲ့ပေါင်းပြီးရောရှင်းလို့မရဘူးလားအဲ့ဒါအဖြစ်ဘာအစိမ်းမှမရှိလို့လားမဟုတ်ဖြစ်ရမှာတိုင်းရင်သားကောက်ဆောက်တွေတိုင်းရင်သားအင်အားစုတွေကိုဒေတာထဲမှာစက်ကောက်စီထဲမှာရှင်းလို့ရတာလားတိုင်းရင်သား AO နဲ့ရှင်းလို့မရဘူးလား အဆင်မရှိလို့လားအဆင်ရှိအောင်အရင်ချင်းမပြထားနိုင်လို့လားကျွန်တော်မေးချင်တာအဲ့ဒါယောဘာလို့ဆိုရင်အားလုံးက defecto နဲ့ကျွန်တော်တို့ပြည်နယ်အခြေစိုက်အစိုးရလောက်ထားကြတယ်လေအဲ့ဒီလို့ဆိုရင်ပြည်နယ်အခြေစိုက်အစိုးရဟာအခုလိုမျိုးကြားဖြတ်နိုင်နေရေးကိုပါဝင်ပတ်သက်လိုက်အထူးသဖြင့် KIU ဆိုရင်အနောက်နိုင်ငံတွေနဲ့ပတ်သက်ပြီးအရေးယူလို့ရပါတယ် yes or no မဟုတ်လား ရှင်းရှင်းလေးလေးမြင်အောင်ပြောတာပါဒီတော့သူတို့စိတ်ဝင်စားတာကကျွန်တော်ပြောခဲ့ပြီးပြီဒီတော့ NRG တွေကစစ်တပ်နဲ့ပဲရှင်းရမယ်ဆိုတော့လက်ကင်ဒုတ်ကိုကိုက်လာတယ်ဒီတော့ကြားဖြတ်ရှင်းချင်းစိတ်ကောက်စီနဲ့ပေါင်းရှင်းမယ်လူအပ်ရင်လူအပ်မပေါ့ဗျာ EAO နဲ့ပေါင်းပြီးတော့ရှင်းမယ်ဆိုတော့သဘောမျိုးနဲ့သွားနေတယ်သူတို့ကမင်းတို့စစ်တိုက်နေတာကိုငါအနိုင်ရှုံးတယ်မလိုချင်ဘူးမင်းတို့ကမင်းတို့ဘာပဲဖြစ်နေဖြစ်နေငါတို့ကတော့စီမံခန့်ခွဲလို့ရတဲ့ပြဿနာ a manage crisis တစ်ခုကိုပဲလုပ်ချင်တာ ငါတို့စီမံခန့်ခွဲရမှာတရုတ်ရောအမေရိကန်ရောလာပြီးဆိုတာနဲ့မင်းတို့ပြဿနာလားရတယ်ဘလောက်ပဲပြဿနာဖြစ်ဖြစ်ငါတို့စီမံခန့်ခွဲဥဆောင်ပြီးတော့ပြဿနာငါတို့လက်အောက်မှာပဲထိချုပ်ထားနိုင်ရမယ်လူတို့လူကစားဖို့ခင်းတော့ပြောချင်တာဒီတော့နောက်ဆုံးပြောချင်တာကကျွန်တော်အောက်ချက်ကမော်တာနေပါတယ်ကပြီးမှနောက်တစ်ခန်းမှကျွန်တော်နည်းနည်းပြောပြမယ်အဲမော်တာဖြစ်တယ်ကြောက်ဖြူနောက်နောက်တစ်ခန်းမှပြောပြမယ်စကိုင်းဖက်ကိုနည်းနည်းပြောပြမယ်ဗန်းမောက်တွေပါတယ်ပေါ့ဗျာစစ်တပ်ပြန်တင်နိုင်တာတွေကြောက်ဖြူမှအပြန်အလှန်ပြစ်ခတ်မှုတွေပါတယ်ပေါ့ ဒါတွေဟာသူတို့စီမံခန့်ခွဲလို့ရတဲ့ပြဿနာထဲကပုံစံခွက်တွေကတခုချင်းအစိပ်ပိုင်းလေးလေးတခုပဲကြံ့တော့တယ်နိုင်ငံကြီးကနေကြည့်မယ်ဆိုရင်ပြောတာနော်အမေရိကန်အာ DEA တို့ FBI တို့ပါတဲ့အဖွဲ့ဒီဘက်က6နိုင်ငံအစည်းအဝေးကနေထွက်လာတဲ့တရုတ်ပါတဲ့ကြားဖြတ်တပ်ရှင်းရေးအဖွဲ့သူတို့နေရာကြည့်ရင်ကြောက်ဖြူတို့ဘန်းမောက်တို့ဆိုတာကအစိပ်ပိုင်းသူသေးလေးတွေမဟုတ်လားအဲ့လိုဒီတော့ ဒီလိုမျိုးပုံစံငယ်တိုက်ပွဲငယ်လေးတစ်ခုလျားပဲသူတို့ကစိတ်ဝင်စားတော့တာတကယ်အမှန်တကယ်ဖြစ်နေတာကတော်လိုင်းအင်အားစုတွေနာမည်အချို့ကိုတိုင်းတယ်ရှေ့တိုးလာတယ်မြူကြီးပြကြီးမတိုင်းနိုင်သေးဘူးအဲ့ဒါကိုပဲနော် East Asia Forum ထောက်ပြတယ်လို့ပဲ2024လောက်မှဆိုရင်အရှိတ်အကောင်းဆုံးတော်လိုင်းအင်အားစုတွေနာမည်သိပိုင်မှုဖြစ်ခဲ့တယ်အမြင့်ဆုံးအချိတ်ပဲအခုကအဲ့ဒါကိုကြော်လွန်သွားခဲ့ပြီကြော်လာခဲ့ပြီဘာဖြစ်လဲဒုတိယခြေလှမ်းဖြစ်တဲ့စစ်ကောက်စီထဲချုပ်ထားတဲ့အဓိကမြို့ပြနေရာတွေကို ဝင်သိမ်းနိုင်တဲ့အခြေအနေမတွေ့ရဘူးတစ်ဆက်နှစ်ဆက်ခွန်အကောင်းဆုံးအရှိဟုတ်ပြင်းစုပ်ပြောချင်တော့သူတို့ကဒီတော့နိုင်ငံဟာဘယ်လိုဖြစ်သွားလဲဆိုရင်စစ်ကောက်စီကမြို့ပြမှာထိုင်နေပြီးတော့တာအင်းသားတွေကကြေးလက်ကနေပတ်ဝိုင်းထားတဲ့အခြေအနေမျိုးပြုတ်ကွဲနေတဲ့ဇုံတွေလိုမျိုးကွဲထွက်သွားပြီလို့ပြောတယ်တနည်းအဖြစ်လည်းမှန်ပါတယ်အခုလိုမျိုးပအဝင်ပတ်သက်လာလိမ့်မယ်နေပဲစစ်ကောက်စီကလည်းသူ့ရဲ့ရွေးကောက်ပွဲအတူရောင်ကိုနော်ဒါလည်း is အရှာ for တတိကြကြထောက်ပြထားတယ်အဲ့ဒီကွဲထွက်နေတဲ့နယ်မြေတွေကိုရွေးကောက်ပွဲလှုပ်ဖို့ ပုတ်ဖို့ရင်ပုတ်ဖို့ရင်နဲ့ပို့ပြီးတော့တရားဝင်ခွဲထွက်တယ်လို့ဖြစ်သွားတယ်။အဲ့တော့ပဲသူကနိုင်ငံရေးအရလက်နက်အဖြစ်အသုံးချဖို့ကြိုးစားနေတယ်။ကျွန်တော်ပြောဖို့တာမှန်မိလား။ဒီဖက်ကတော်လိုင်းရဲ့အစိုးရ UNG ဘာညာတရကထားလိုက်စစ်ကောက်စီတာဖက်ဒရယ်လမ်းကြောင်းပေါ်ကနေပြီးတော့အာဏာကိုဆက်ကိုက်မယ်ဆိုရင်နိုဘယ်ဆုတောင်းရောက်သွားနိုင်သေးတယ်။ကျွန်တော်ပြောဖို့တာမှန်မိလား။အဲ့အဲ့ဒီခြေလမ်းကခက်ဆစ်ဆင်ဖြစ်လာတယ်။ကြောက်လာပြီကျွန်တော်ပြောခဲ့ဘူးလားလေ။ ဖက်ဒရယ်ဘာညာလုံနေတယ်တိုင်းရင်းသားတွေကလည်းကွန်ဖက်ဒရေးရှင်းဖက်ဒရယ်တိုင်းရင်းသားတွေကစစ်ကောက်စီပေးရင်လည်းယူမှာပဲ yes or no မတိုက်ရပဲရတာကိုယူမှာပေါ့အသာသာရနတ်နေရုပ်ပဲမဟုတ်လားအဲ့တော့အရေးကြီးတယ်အဲ့တော့လောကလောကယူချင်အောင်ဆောင်ထားလို့မရတဲ့အချက်စစ်ကောက်စီရဲ့ထွက်ပေါက်ကဖက်ဒရယ်ပေးတဲ့ဟေးဆိုရင်အားလုံးချီပြီးတုပ်ပြီးအစိုးရပုံစံနဲ့ကြံနေအောင်ပါအရေးနိုင်လို့ပေးလိုက်ရင်ဘာလို့လုပ်လို့မရတော့ဘူးလေ အဲ့လိုဖြစ်သွားနိုင်တယ်တတိထားဖို့လိုတယ်ဒါဟာအကြီးမားဆုံးဝက်ဖဲတော်ပြောလို့ရသေးတယ်မဟုတ်လားကျွန်တော်ပြောဘူးလားအဲ့လိုကြားလာပြီကျွန်တော်ပြောတာဒီတော့အဲ့ဒီလိုအခြေအနေကိုကျွန်တော်တို့ဘက်ကအဲ့ဒီဟာကိုကိုချင်းချင်းစုပြီးတော့စက်ကောက်စီနဲ့ညှီယူတာတွေပါတယ်မပြောနဲ့ပြည်နယ်အရေးပဲကြီးတဲ့တိုင်းရင်းသားတွေကစက်ကောက်စီပင်းရည်လည်းရတယ်အဆင်ပြေတယ် NCA နဲ့ပဲပေးပေးတိုက်ပြီးပဲတိုက်ထားတိုက်ထားတရုတ်ဝင်ကြီးလိုပဲပြောပြော Federal ပုံစံနဲ့ပဲပြောပြော ရွေးကောက်ပွဲစကလုံးပဲခင်းခင်းအချို့ပုံစံအားလုံးဟာဒီပုံစံနဲ့တူနေတယ်ဆိုရင်စစ်ကောက်စီရောဖက်ဒရယ်လိုလိုပါလိုလိုနဲ့သူကပဲပေးသလိုနဲ့ပဲခေါင်းယူပြီးထွက်သွားလိမ့်မယ်ဒီတော့ထပ်ပြီးတော့ကြည့်လိုက်ပါဒီလိုအချိန်နေမှာကွဲထွက်နေတာတွေကိုတရားဝင်ခွဲထုတ်ဖို့ရွေးကောက်ပွဲအပိုင်းလိုက်သုံးပိုင်းလုပ်တယ်ပေါ့အဲ့မှာနယ်မြေတရားသူကတရားဝင်ခွဲထွက်တဲ့သဘောမျိုးနဲ့အခုချိန်မှာအပြင်းထန်ကြီးယူတိုက်ခိုက်နေကြတာဟုတ်လား ဲ့လိုခြေနေမဟုတ်လားဘာလို့ဆိုရင်ရွေးကောက်ပွဲလောက်ခက်ပေးမလားငါးနဲ့မှမပေးဘူးပေးမယ်ပေးမပေးဘူးအဲ့ဒါနဲ့ तू ကဖြစ်ဖြစ်ဖြစ်တရားဝင်ပုံစံဖက်ကိုရောက်လာတယ်မျက်စိထဲမှာတော်လိုင်း PDF ဆိုတဲ့အင်အားစုတွေကိုထက်ကိုမတွေ့တဲ့အခြေအနေဖြစ်လာတယ်တဖြည်းဖြည်းနဲ့ထက်ကြည့်ဟိုစက်ကစီယာနိုင်ငံရေးလက်နက်အဖြစ်အသုံးချဖို့ဟုတ်တူကြီးတူကြီးဂရုစိုက်ပါဟုတ်ဟုတ်သူတို့လက်နက်အဖြစ်အသုံးချဖို့စူးစမ်းနေတဲ့အခြေအနေမြင်လာရတယ်ဒီတော့ ဥစည်းဌာနပြည်နယ်တွေကိုတန်ပြည်နယ်နဲ့တပြည်နယ်သွားဖို့အတွက်ထောက်ခံချက်ရေးပေးတဲ့ဌာနလားဥစည်းဌာနတွေစုတောင်းတဲ့အလုပ်စိတ်ဝင်စားဘူးလေတော်တိုင်းအားစုတွေဟာစစ်ကောက်စီကိုတိုက်နေုံနဲ့မရတော့ဘူးလို့ကျွန်တော်အကြိမ်ပေါင်းများစွာပြောခဲ့တယ်တချို့ကတော့တိုက်မှာပဲတိုက်နေကြတယ်ဟိုမဝင်းကပွဲရင်နဲ့အနိုင်နေကြတယ်ကျွန်တော်တို့ဟာအမေရိကန်နဲ့တရုတ်တို့ပါဝင်ပတ်သက်မှုရဲ့ခြေလှမ်းအရင်အရင်တမိုင်းတွေလည်းနည်းနည်းပြန်ကြည့်အောင် ဘာတွေပေါဝင်ခဲ့လဲဘယ်လိုတွေပတ်သက်ခဲ့လဲဘယ်ကောင်ကကောင်းတာမဟုတ်ဘူးဒါပေမဲ့ပတ်သက်မှုတန်ကိုဘယ်သူမှမခံနိုင်ဘူး yes or no အေးအေးပတ်သက်ခဲ့တာတွေဘာဖြစ်ခဲ့လဲအဲ့လိုသိကြပါလေမသိလည်းပြန်လေ့လာကြည့်တမိုင်းကိုဒီတော့မဟာအင်အာဂျီနနိုင်ငံကိုကျွန်တော်တို့ရဲ့နဇက်လှုပ်ချုံရေးပြဿနာတွေကိုစစ်ကောက်စီထက်ငါတို့ကတိတိကျကျဖြည့်ရှင်းပေးနိုင်တဲ့အထူးသဖြင့် KNU ကရင်ဆိုပို့ဆိုငါတို့ကတိတိကျကျဖြည့်ရှင်းပေးနိုင်တဲ့ဆိုတော့ အဖြေကနေပြီးတော့တက်သိပြနိုင်ရင်ခင်ဗျားတို့ရဲ့ road တက်သွားပြီရာဇဝမှုတွေနဲ့လည်းကင်းသွားပြီနော်ဒီတော့ဘယ်လိုလုပ်လို့လဲဆိုတော့သဘောပေါက်ပါတယ်အရင်ကတည်းကလည်းအဲ့လိုပြောခဲ့တာပါပဲလောက်တာမလောက်တာသူတို့ပိုင်းကရင်ချင်းချင်းဆိုတဲ့မူနဲ့ခံထားလို့လည်းအခုသူတို့ပိုင်းမဲ့ဒါမှမဟုတ်လည်းအလုပ် BGS ဆိုလည်းသူတို့အပိုင်းပဲဘာမှမတတ်နိုင်ဘူးကျွန်တော်ကရင်ပမာပဲလေဒီတော့ထပ်ပြောပြရမယ်ဆိုရင်အဲ့ဒါကိုတက်သိပြမှတာပဲခင်ဗျားတို့ကရာဇဝမှုနဲ့လည်းကင်းတယ်ငါတို့ကလည်းကော်တူလေးဒေတာဖြစ်တဲ့ဆိုတာကိုအာမင်စွာ အတည်ပြုနိုင်မှာ yes or no ဒါတော့အခြေအနေတစ်ခုမှာပြဿနာကိုလည်းဖျက်ချပြီးသားဖြစ်သွားလိမ့်မယ်ဒီတော့ထပ်ပြီးတော့ပြောရမယ်ဆိုအကြံပြုချက်ကစစ်ကောက်စီဖြုတ်ချလို့အနံမြေတဲယုတ်လောင်းနဲ့မရတော့ဘူးကြားဖြန့်လို့ကဘာလှုပ်ချုပ်ရေးချိန်ချောင်းမှုတွေကိုခင်ဗျားတို့ကအပီးတိုင်ဖြည့်ရှင်းနိုင်စွာရှိတဲ့သူတွေဖြစ်ပါတယ်ဆိုပြီးတော့တရုတ်အမေရိကန်လက်ရှိမျက်စိကြားနေတဲ့အခြေအနေမှာတပြိုင်တည်းရုပ်ကြီးအောင်တက်တည်ပြနိုင်ဖို့လိုတယ် မဟုတ်ရင်ခင်ဗျားတို့ရေသွေးတွေချွေးတွေအသက်တွေပေးပြီးတော့တိုက်ထားတဲ့မြေတွေဟာလွန်မြောက်တဲ့မြေဖြစ်မလာဘဲနဲ့အင်အားကြီးတွေရဲ့စီမံခန့်ခွဲအများအားပြုတ်ကွဲနေတဲ့နော်အင်အားကြီးတွေလိုတလိုအတုံးချနေတဲ့ chest ခုတ်ပေါ်ကပုံရုပ်လေးလေးပဲဖြစ်ပြီးတော့တမိုင်းမှာအဲ့ပုံစံနဲ့သူများအတုံးချခံဖြစ်ပြီးကြံခဲ့လိမ့်မယ်။ညာဒီနေ့တင်ရဲ့ကောက်ချက်ကဒါပဲရှိတယ်။ကျွန်တော်တို့တခြားစစ်ပွဲတွေဟာအချိန်တွေကဒီလောက်ဒီအကြီးမားကြီးလောက်ခတ်မှုမရှိသေးဘူး။ ဟုတ်လားကိုပြဿနာကိုကိုဥစားဖြေရှင်းနိုင်ဖို့ကအရေးကြီးတယ်ပို့ပြီးအဲ့ဒါမှလည်းပို့ပြီးတော့ခိုင်မာတဲ့တော်လာရစ်ဖက်ကအောင်ပွဲလို့ပြောလို့ရတယ်အနေနဲ့ကြိုက်တလောက်တိုင်းနေဘာမှလုံးလို့မရအောင်စက်ကောက်စီကကြားဖြတ်ရက်နာရကလေသူကိုယ်တိုင်နာရကစိုင်တော့ဗောစိုင်လို့ပဲအရာပြောနေပြီးတော့ဖက်အံသွားတော့ပဲလေ ကူမင်းမှာခြားနိုင်ငံဆွေးနွေးပွဲနေထွက်လာတဲ့အဖြစ်အလက်ဒါပဲလေတရုတ်ကအရေးယူခိုင်းတော့သူသွားယူအရေးယူပြတယ်ဟန်ဆောင်တယ်တကယ်ကသူကိုယ်တိုင်ပါနေတာပဲဟုတ်တယ်မဟုတ်လားသူကိုယ်တိုင်ပါနေတာပဲသူ့ကိုဟန်ပြဆိုပြီးတော့ဖိအားပေးတာလေသူကိုယ်တိုင်ပါနေတာလို့တရုတ်ကမသိစရာအကြောင်းကိုမရှိတာလို့လို့အတော့ချလို့ရလို့စီမံခန့်ခွဲလို့ရတဲ့ပြဿနာမို့လို့ခိုင်စားနေတာရှင်းရှင်းပြောရင်ကြားဖြတ်ဆိုရလဲအမောင်ကဘာကလက်တက်တစ်ခုပဲတရုတ်အတွက်အင်ကန်အားရတာပတ်စံတအားရတဲ့ တခုပဲလေသူကသူကြားချက်လို့ပြောဟုတ်ချင်ဟုတ်မဟုတ်ချင်နေဒါတော့ဟိုတစ်ဖက်လက်နဲ့ပေါ့ဗျာ dark side တွေရှိတယ်နိုင်ငံတစ်ခုရဲ့အစိုးရမှာ dark side ဆိုတာရှိတယ်အဲ့ဒါရဲ့အမှန်ကဘာမှာဝင်ငွေရနေတာပြီးတော့ရခိုင်ဘက်မှာကျွန်တော်ပြောချင်တဲ့ကြောက်ဖြူအရေးက main ပြင်မှာပေါ့ radar စခန်းကဖြစ်စင်ပေါ့ဒါလေးနဲ့ပြပြချင်တယ်စေရေးအရာအလွန်အရေးကြီးတဲ့အလက်ပြောင်းဆိုပြီးတော့ပြောချင်တာဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ဒါကိုအချက်လက်နဲ့ပဲကြည့်ပထမဆုံးအချက်စစ်သား၁၁ယောက်ဓာတ်ပုံစုရိုက်နေတဲ့တန်းစီပြီးတွေ့တယ်မဟုတ်လား အခုနောက်တော့တွေ့လိုက်သေးတယ် DPP မှာတော့မသိဘူးနာမည်နဲ့လောက်ပဲရှိတယ်ရုပ်တံတချို့လည်းကြည်ပြီးလောက်ပါပြီအဲ့တော့တဏျာတဲ့မှာစုပြုတ်ပြီးနော်လက်နဲ့ကြီးထိမှန်တယ်ဆိုတာဘယ်လိုပြောမလဲမျက်စိမိတ်ပြီးတော့ပြန်ဆုတာလို့ပြောလို့မရဘူးဒါဟာ common display လို့ခေါ်တယ်နော်အပေါ်ကသူ့ရဲ့သူ့တို့တွေရဲ့အဲ့ဒီဓာတ်ပုံရိုက်ဖို့အပေါ်ကစုစည်းတဲ့အမိတ်ပေးတဲ့အတမှုရဲ့အမိတ်ပေးထိတ်ချုပ်မှုအကြီးချင်းစီကံစုစည်းမှုလောကပြိုကွဲနေတာ ကြောက်ဖြူမှာကဒါစက်ကူလာတော့မိုင်းဆွဲခံရတာရှိသေးတယ်စက်မြစ်ပြင်မှာအထူးသဖြင့်ရန်သူနဲ့မျိုးဝင်လာတဲ့အချိန်မှာအဲ့လိုမျိုးပုံစံမျိုးလုံးလုံးမရောက်ဘူးဆိုတာကအခြေခံအကြဆုံးစစ်စည်းကမ်းပဲအဲ့ဒါကိုတမင်မလိုက်တာပဲနဲ့ဓာတ်ပုံနိုင်ငံကြီးခင်းလိုက်တာတွားလိုက်တာအဲတော့ကတော့ drone တွေနဲ့ထောက်လိုင်းရေးတွေနဲ့လှုပ်ပြီးတော့တိုက်လိုက်တာဒီတော့အဲ့ဒီစီကမ်းကိုချိုးဖောက်ပြီးတော့ဓာတ်ပုံနိုင်ငံကြီးလှုပ်တာ တန်းစီနေတယ်ဆိုတာတွေဟာရန်သူအတော်မှာရိုက်ဓာတ်ပုတ်ရိုက်ယူနိုင်တယ်ဆိုကြရတော့ဗျာအဲ့ဒီ NCO လို့ခေါ်တဲ့အကြက်တက်မှုပေါ့မြေပြင်မှာသူတို့ကော့ကဲတက်မှုအဲ့ဒီအစင်းကနေပြီးတော့ဟိုးအရာရှိအစင်းတိအမိတ်ဘေးကွင်းဆက်လောဝပျက်စီးနေပြီဆိုတာပြလာမဟုတ်ရင်လည်းအမ်းမတော့အကြီးချင်းဒါပဲရှိတော့ပြလာဝါရဖျက်ချင်းတော့လေဓာတ်ပုတ်နိုင်ငံရင်းနဲ့နိုင်ပြီဆိုတဲ့ပုံရဲကိုယူတာသိတာပဲဒုတိယချက်က AA တို့ကသူတို့တန်းစီနေတဲ့ရုပ်တက်ကိုနော် တိုက်ခိုက်ပစ်ခတ်မှုမတိုက်ခင်မှာကိုပဲအပေါ်ကြီးစိတ်ကြိုက်စိတ်ပင်နေပြီးရိုက်ထားနိုင်တယ်ဆိုတာကစစ်ကောက်စီရဲ့ C2 command and control တတိထောက်လိုင်းရေးလှုပ်ချုပ်ရေးဘာတစ်ခုမှမရှိဘူးဆိုတာဘလာတိပြက်စီးနေလဲဆိုတာပြတာ AA တို့မှာ C4 ထက်မြင့်လာက C4 ဆိုတာက command control communication ဘာညာပေါ့ C2 ဆိုတာက command control မဟာဗျူဟာမှာကြတော့ C4ISR လို့ခေါ်တယ် command control communication computer intelligent surveillance reconnaissance အဲ့ဒါ၄ပုံစံအဲ့ဒါမဟာဗျူဟာအဆင့်စစ်တပ်တစ်ခုမှလိုအပ်တယ် C4ISR လို့ခေါ်တယ်ဘလောက်ဒီတိုးတက်လာလဲဆိုတာပြနေတာဒါဆေးရည်သီအိုရီအရာကြည့်တာစစ်ကောက်စီရဲ့ကင်းထောက်မှုကျုပ်တင်ကောက်ွယ်ထားနိုင်မှုကြောက်စိုးတာကိုပြနေတာရန်သူက LRD ရောက်ရိုက်နိုင်မှာတော့အကုန်ရိုက်တက်လို့ရတယ်ဆိုတဲ့သဘောပဲပြော့ဒါဟာ AA ရဲ့ထောက်လန်းရေးတော်လုံမှုလည်းဖြစ်တယ်သူတို့ရဲ့ပြင်ပ drone ထောက်လန်းတာလေးเนาะတိကျတဲ့ ဒေတာခန့်တရပူပေါင်းပါဝေးတည်င်းပေးမှုတွေနဲ့ပေါင်းဆက်ထားတဲ့ကွန်ရက်အခိုက်မှာရှိတာကိုပြလာပြီးတော့ကြောက်ဖြူကလူထုထောက်ခံမှုလည်းရှိတယ်ဆိုတာပြင်ရတယ်ပြီးတော့တအားကိုအခြေအနေကောင်းတယ်ဒီဖြစ်စဉ်မှာပို့ပြီးထင်ရှားတာကအဲ့ဒီလေယာအလိုက်သူတို့ဟာနောက်ဘာလဲလာစက်ကူလာတဲ့တတဲ့ကိုတော့မှမိုင်းဆွဲပြီးတော့တိုက်ခိုက်လိုက်သေးတယ်ပြီးမှပြန်စုသွားတာပြီးတော့ထပ်စစ်ပြီးတော့ချုပ်ကိုတိုက်ခိုက်ခြင်းကိုလည်းပြင်ထားနိုင်တယ်ပိုက်ပိုက်နိုင်နိုင်အတုံးချောက်သွားတယ်ခြီးပြီးတုပ်ပြီးကိုစနေတဲ့ကြကင်လိုက်တာဒါတော့သူတို့ကင်နေကြတိုင်းပဲ ပထမအလွာကရေဒါစခန်းကလူစုကိုနော်ဓာတ်ပုတ်ရိုက်ပေးရိုက်လိုက်သေးတယ်ပြီးရင်ဓာတ်ပုတ်ရိုက်နေချိန်မှာလက်လက်ကြီးနဲ့တီတီကြကြထိရအောင်ပစ်ခတ်တယ်ဒုတိယအလွာကစစ်ကူလာတဲ့စစ်ကြောင်းကိုလည်းပိတ်ပြီးတော့တခါလဲတိုက်ခိုက်ပြီးသားဖြစ်တယ်တတိယအလွာကအဲ့ဒီစစ်ကူလာနိုင်တဲ့တခုတည်းသောလမ်းကြောင်းချုပ်ပွိုင်းတွေမိုင်းတွေကျူပြင်ထားနိုင်တဲ့ကျူတင်တွက်ဆမှုကျူတင်တွက်ချက်မှုဂျားဖြတ်တိုက်ခိုက်နိုင်မှုပြည်ပြင်းတဲ့အစုတ်တက်ကိုရတာအဲ့ဒါမျိုးတွေကြွားတယ် တော့စက်ကောက်စီရဲ့စက်ကူလမ်းကြောင်းလဲလောဝပျက်စီးတယ်။မင်းပြင်ချောင်းဝတိုင်းချောင်းအဲ့ဒီတွေသာကြောက်ဖြူရေဒါစခန်းနဲ့ SEZ ပေါ့ဗျာ။အဲ့ဒါစီသွားတဲ့လမ်းကြောင်းကိုထိတ်ချုပ်ထားတဲ့မဟာဗျူဟာမြောက်တကယ်တကွေးကောက်ကြီးပဲအဲ့ဒါကြီးကတတိကံပုံစံမျိုးဖြစ်နေတယ်။ဒီနေရာကိုထိတ်ချုပ်ရင်ကြောက်ဖြူကုန်းလမ်းကောင်းနေဖြတ်သွားလို့ရပြီ။အဲ့ဒီနေရာမိတ်ပဲ။ဒီလားပဲပြောတော့မယ်ဆေးရေးကြတော့။နော်ကြောက်ဖြူနော်ကြောက်ဖြူကို ကုန်းလန်းကနေဖြတ်တောက်လက်ရတဲ့နေရကအဲ့ဒီတကာကွေးနေရပဲမင်းပြင်ချောင်းဝါပါညာတိုင်းချောင်းပေါ့ဗျာနော်အဲ့လောက်ဆိုသိပါပြီ